ပြည်သူများလုံးမင်္ဂလာခင်ဗျာအခုကျွန်တော်တို့ရဲ့ညီလေးမြန်မာဖိုက်တာလေးစိန်လုံးချော့ပွဲထက်ရတယ်လို့သတင်းထွက်ပေါ်လာတယ်ခင်ဗျာအဲ့တော့ပြောရမယ်ဆိုရင်ဗျာစိန်လုံးချော့ကအချိန်နီးနီးကပ်ကပ်နဲ့နေပွဲရသွားတယ်အထက်မြန်မာပြည်သားမန္တလေးသားဖိုက်တာလေးပြီးတော့နောက်တစ်ခုပြောရမယ်ဆိုရင်ဗျာကိုစောဖြိုးကြီးကပညာပြလိုက်တယ်လို့ကျွန်တော်မြင်မိတယ်ဘာကြောင့်ကျွန်တော်ဒီလိုမြင်မိတယ်လဲဆိုတော့ပြောပြရမယ်ရှေ့မှာဗျာအဲတန့်စင်တို့ရဲ့စာချုပ်ကိစ္စတွေမှာတန့်စင်ရဲ့ဖေကပြောတယ်လေ အတုသားတော်လို့စာချုပ်ရတဲ့ပုံစံမျိုးပေါ့လေအဲစော်ဖြိုးဝေကတော့သူတောင်းပေးတယ်ပြောတာပဲအဲ့ဒါဆိုမင်းဘသူဘသူတွေတောင်းပေးပါလားဗျာဆိုတော့အခုသူဒီစိန်လုံးချော့ကိုခေါ်လာတယ်ပထမဆုံးပွဲကိုဖြစ်အောင်လုပ်ပေးလိုက်တယ်ပြီးတော့ဒုတိယပွဲကိုအခုလိုအမြန်ဆုံးဖြစ်အောင်လုပ်ပေးတဲ့ပုံစံကတော့ဒါအေဂျင့်တော်လို့ပဲဗျတေးကြတယ်အေဂျင့်နဲ့မှာအချိန်ဆက်ရှိတယ်ပြီးတော့သူဟာသူအခွင့်အရေးပေးခြင်းနဲ့ဖိုက်တာဆိုရင်ရအောင်တွန်းတင်ပေးလို့ရတယ်ဆိုတော့ကိုစိန်လုံးချော့နဲ့ စက်တွေပြရတယ်တော့ကျွန်တော်ယူစမိတယ်အခုတော့ရှိုးဝေဂရုမှာသူစတေတက်တင်ထားပြီ နောက်ပွဲပြန်ဆုံမယ်ညီလေးစိန်လုံးလျှောတဲ့သိကြပါရဲ့စိန်လုံးလျှောပွဲမကြတော့ပါဘူးဒီတော့စိန်လုံးလျှောရဲ့ဒုတိယပွဲကဘယ်ဖိုက်တာနဲ့ဖြစ်မလဲဆိုတော့စိတ်ဝင်စားမိတယ်ဘာကြောင့်လဲဆိုတော့ဒီပွဲကအမှားမခံတဲ့ပွဲဖြစ်သွားပြီစိန်လုံးလျှောကပထမဆုံးပွဲထိုးခဲ့တယ်အဲဒီတော့ကျွန်တော်တို့ဒီမီဒီယာကွင်းနဲ့အင်တာဗျူးကိုကြည့်တဲ့အခါသူကမေလ၂ရက်နေ့မှာထိုးရမယ်ပွဲစဉ်ကိုမေအေပရီပေါ့လေ၂၀ရက်နေ့မှာသူသိရတယ် ပွဲရှိတယ်ထိုးမလားဝမ်းပွဲရမယ်အဲ့တော့သူထိုးမယ်ထိုးမယ်ဆိုရင်မင်းဝိတ်ချ၆၁ကီလိုရောက်ချမယ်အဲ့ချိန်မှာစေလုံးချွာ၆၆ကီလိုရှိနေတယ်၆၁ကီလိုသူရောက်ဝိတ်ချပြီးတော့သူပွဲတဲ့ရောက်လာတယ်သူနဲ့ရင်ဆိုင်ရတဲ့ပြန်ပယ်လေးကယော့ဆက်ဆန်ယော့ဆက်ဆန်က၁၉နှစ်သားလေးဒီ၁၉နှစ်သားနဲ့သူထိုးရတဲ့အချိန်မှာမြမပရိသတ်တွေကအဲ့ကလေးကပြောခဲ့ကြတယ်ဗျစိန်လုံးချောကဝမ်းမှာတိုးမပေါက်တော့ဘူးသူ့ရဲ့အနေထားနဲ့မရတော့သေးဘူးလို့ဝေဖန်နေတယ် ိုင်မဲ့ကိုရီးယားတော့မျောလင့်နေပေါ့လေတခုမြလုံးပြနိုင်မလားကိုတဲ့ဝါနုတဲ့၁၉နှစ်သားလေးတော့နိုင်မှာပါဆိုတော့မျောလင့်ကြမျိုးထားခဲ့သေးတယ်တကယ်ပွဲထိုးတော့ဖြစ်မလာခဲ့ဘူးပြိသက်တွေယူဆထားတဲ့အတိုင်းပဲစိန်လုံးရှော့ကလက်သီးချက်တွေအားပြုပြီးတော့တစ်ဖက်ကယော့ဆက်ဆန်ကိုအားပေးတယ်ဖိအားပေးတယ်ထိုးတယ်ဒါပေမဲ့ယော့ဆက်ဆန်ကပွဲရဲ့ view ဟာကိုပပနဲ့နဲ့ချင်းကပ်ပြီးတဲ့နောက်မှာတော့စိန်လုံးရှော့ကိုအကုန်တာစီယူသွားတယ်နောက်ဆုံးမှာကျိုးဝမ်းကျမ်းမြစ်ထက်ကို လဲကြအောင်ထိထိုးပြလိုက်တယ်။အဲ့လိုထိုးခံလိုက်တဲ့အတွက်စင်လုံးချောကအမတ်စီရေအတွက်ခံလိုက်ရတယ်။ဒုတိယပွဲချီထင်းမာတဲ့အဲ့ဒီဖင်တန်ရက်သားလဲကြသွားတဲ့အချိန်ရဲ့နောက်မှာအချင်းကနည်းလေးကြံပြီးတော့ဒုတိယပွဲချီပြီးသွားခဲ့လို့နော်။တကယ်တမ်းအဲ့လိုမပြီးဘဲနဲ့ပွဲသာဆက်ပြီးတော့ထိုးရမယ်နောက်ထပ်15စက္ကန့်လောက်ဆိုစင်လုံးချောအလဲထိုးခံတာရောက်သွားတော့အခုတော့ဘာပြောကိုစောပြိုးဝေကစိန်လုံးချောက်နောက်ထပ်တပွဲ ထပ်ပြီးတော့ဖန်တီးပေးလိုက်ပြီဒီတော့ဝမ်းစီကိုရောက်အောင်စွန်းစားပြီးတော့ဆုံးဖြတ်ခဲ့တဲ့စိန်လုံးချောအကောင်းဆုံးကြိုးစားရှင်ပြိုင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့သွားခဲ့တဲ့စိန်လုံးချောအခုဒုတိယပွဲမှာတော့အကောင်းဆုံးပုံစံကိုပြနိုင်ပါစေလို့ဆုတောင်းပေးပါရစေပြီးတော့ဘယ်နှစ်ပဲချိန်ဘယ်ပြိုင်ဘက်နဲ့ထိုးရမယ်ဆိုတာကိုအခုကတည်းကပြည်သက်တရားအနေနဲ့တော့ရင်ခုန်မိတယ်ဗျဒီပွဲမှာလည်း Time Fighter တရားအနေနဲ့ဖြစ်ဖို့တော့ရာခိုင်နှုန်းများတယ်လို့အတန်နေကြားပါရစေဒီကြိမ်မှာပွဲအတွက်ပွဲကြိုပြင်ဆင်မှုတွေ အားထုတ်မှုတွေပိုကောင်းတဲ့ view အချင်းကမှုတွေကိုစိန်လုံးချောလုပ်ပြီးပြည်သက်တွေအတွက်နိုင်ပွဲရောက်ပေးနိုင်ပါစေသူ့အတွက်လည်းနိုင်ပွဲဖန်တီးပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဝမ်းမှာနှစ်ပွဲဆက်တိုက်စာရှုံးသွားရင်စိန်လုံးချောတဲ့အခွင့်အရေးရန်နေသွားမှာပါ။နှစ်ပွဲဆက်ရှုံးလို့မရပါဘူး။ဒီပွဲမှာနိုင်အောင်ထိုးရပါလိမ့်မယ်။စိန်လုံးချောသည်ပွဲအမြန်ရတာဖြစ်တဲ့အတွက်ဒီပွဲမှာတော့ဝမ်းရော မန်နေဂျာကိုဖြိုးဝေရော ကိုစောဖြိုးဝေပေါ့လေ။နှစ်ဖက်လုံး စိတ်မပြတ်ရအောင်စမ်းဆောင်ရည်တစ်ခုကိုပြနိုင်ပါစေသူကိုယ်တိုင်အတွက်လည်းကောင်းမွန်တဲ့အလားအလာတစ်ခုကောင်းမွန်တဲ့ရှေ့ဆက်ရမယ့်လမ်းတစ်ခုကိုဖောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သူအားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ